ြင်ပြကြပါဗျာအဲရှောက်ပါဓမ္မကြီးကြကြပါလားဗျာကြရပြီရှောက်ပါနော်ဓမ္မကြီးတပည့်တော်နာမည်ဆုံးမှာပါဗျာတက်က59နှစ်ပါဗျာတပည့်တော်ပြင်ဦးလွင်ရနေအားထုတ်နေပါတယ်ဗျာဟုတ်ပါပြီနော်ဓမ္မကြီးအဲ့တော့အာထုတ်တော့ဓမ္မရအခုဘာတွေထူးခြားလို့ဘာတွေတိလို့ရှောက်ချင်တာလဲဘာကမ္မထာအာထုတ်နေတာလဲ တပည့်တော်ဝေဒနာကမ္မထာမှာဗျာဘလောက်ကြာပါပြီလဲဝေဒနာကမ္မထာကိုရှုတာတပည့်တော်တစ်နှစ်ကျော်ပါပါပြီဗျာဟုတ်ပြီအဲ့တော့တစ်နှစ်ကျော်မှာဝေဒနာကမ္မထာကိုအာယုံ6ပါအရိယဘုတ်4ပါအချိန်တိုင်းနေရာတိုင်းဝေဒနာကမ္မထာကိုလောကနဲ့ဓမ္မနဲ့တသားတဲ့ကြောင့်ဘလို့ဒီရှုမှတ်ပွားများခဲ့လဲဆိုတော့ဓမ္မမိတ်ဆွေယောဂီတွေကိုဓမ္မကြီးကပြန်ပြီးတော့မျှဝေပေးပါအောင်เนาะအတွေ့အကြုံတွေ။ဒီမှာဗျာမတိကျတဲ့ ရုပ်အကြောင်းတရားနဲ့တိရတ်တဲ့နံအကျိုးတရားတို့နှစ်ခုတိုက်ဆိုင်ပြီးတော့ဖြစ်ပေါ်လာတာအကြောင်းကျိုးတိုက်ဆိုင်ပြီးဖြစ်ပေါ်လာတဲ့အတွက်ခံစားလိုက်တဲ့ဝေဒနာပါဗျာဝေဒနာအကြောင်းကလည်းရုပ်ကလည်းအကြောင်းတဘာဝအကျိုးရလေတဘာဝဖြစ်တဲ့အတွက်ကြောင့်မလို့ဝေဒနာလည်းတဘာဝဝေဒနာဖြစ်ပါလေခင်ဗျာအာယုံ၆ပါးမှာဆိုလို့ရှိရင်လေမြင်တာလေးရခံစားရတာ ဝေဒနာကြားတာလေးရလည်းခံစားရတာဝေဒနာနာနာလေးရလည်းခံစားရတာဝေဒနာစားတာလေးရလည်းခံစားရတာဝေဒနာထိတွေ့တာလေးရလည်းခံစားရတာဝေဒနာကြံတွေးစိတ်ကလေးရလည်းခံစားရတာဝေဒနာလို့မှတ်ပါတယ်ခင်ဗျာအာယုံ၆ပါအရိယာပုတ်၄ပါးစလုံးမှာဝေဒနာနဲ့ကင်းတဲ့နေရာမရှိပါဘူးခင်ဗျာ ဝေဒနာဟာအချိန်တိုင်းနေရာတိုင်းမှာဝေဒနာနဲ့ကင်းတဲ့နေရာမရှိပါဘူးခင်ဗျာဝေဒနာဟာအကြောင်းအကျိုးတိုက်ဆိုင်မှဖြစ်ပေါ်လာတဲ့အတွက်ကြောင့်မလို့တက္ကရာဒိဋ္ဌိစင်နေပါပဲခင်ဗျာဝေဒနာပေါ်လာတာကိုတိလိုက်တဲ့အတွက်ကြောင့်မလို့စင်နေပါတယ်ခင်ဗျာ ညံကလေးတသိန်းပြက်နေရဲ့မျက်စိတမိတ်ညက်တပြက်အတွင်းမှာညံကလေးတသိန်းပြက်နေတာတိလိုက်ရတဲ့အတွက်တတရဒိဋ္ဌိဆင်နေပါတယ်ဖျားအရင်တော့ကဖျားတပည့်တော်ဝေဒနာဆိုတာကိုဝေဒနာကိုကမ္မထံကိုအရှင်ဖျားပေးလိုက်တော့တပည့်တော်ဝေဒနာကမ္မထံကိုစပြီးမရှုတတ်ဘူးဗျာဟိုတဏကမ္မထံရှုရတာပေါ့ရှွတ်ရှွတ်နဲ့ဘာလို့နေမှန်းလည်းမသိဘူးဗျာတပည့်တော်ရွာလဲနေတာဗျာအဲ့နဲ့တပည့်တော် ဟိုဟိုမုံဦးပညာနန္ဒာတပီတော်ဟိုတပီတော်ရဲ့ငါရှာကမ္မထမ်းတော့ကတပီတော်ကိုပြားပြခဲ့တယ်ကိုတော်ကတပီတော်ပုံဆက်ပြီးတော့မေးမေးပြီးတော့မှတပီတော်ပြန်ရှုစကမာကြီးတဲ့အကြောင်းကျိုးကိုပြန်ရှုပါတဲ့အကြောင်းကျိုးကနေပြီးတော့မှပြန်ရှုဆိုတပီတော်အကြောင်းကျိုးကနေပြန်ရှုပါတယ်ဆရာအကြောင်းကျိုးကနေပြီးတော့ပြန်ရှုရှုပြီးတော့မှတပီတော်ဝေဒနာကမ္မထမ်းကိုတိကျပြန်ရှုပါတယ်ဆရာ တပည့်တော်ကအရင်တုန်းကဆိုလို့ရှိရင်တိတာဒုက္ခဝေဒနာကြီးကိုတပည့်တော်ကတော်တော်ပယ်နေပါဗျာဒုက္ခဆိုရင်လည်းတပည့်တော်ကဒုက္ခဝေဒနာဆိုလည်းတပည့်တော်ကဆွဲကျင်နေတာအဲ့ဒါနဲ့ဖုံဖုံရဲ့တရားကိုနားလိုက်တော့မှဖုံဖုံကဒုက္ခဝေဒနာကိုမပယ်ရဘူးပယ်လို့မရဘူးဒုက္ခဆိုတဲ့ဟာကိုဒုက္ခလို့မမှတ်ရဘူးဒုက္ခလို့မရှုရဘူးဒုက္ခလို့ရှုရင် တင်ညာဖြစ်တယ်လို့ဘုံဘုံရဲ့တရားမှာတပြီးတော့နာလိုက်ရတော့ဝေဒနာကိုတလုံးနဲ့တိမှအကြောင်းတရားကိုရှုတာဒုက္ခကိုဒုက္ခဝေဒနာဆိုပြီးတော့ပယ်လို့ရှင်ဒုက္ခအကျိုးတရားကြီးဖြစ်နေတယ်ဘုံဘုံကပြောလိုက်တော့မှတပြီးတော့ညံထဲမှာလင်းပြီးတော့ဟာဟုတ်သားပဲဆိုပြီးတော့တပြီးတော့အဲ့ဒီမှာလင်းထွက်သွားပြီးတော့ဗျာတပြီးတော့ဝေဒနာတလုံးနဲ့ပဲတိပြီးတော့ ဒုက္ခပေါ်ပေါ်ဒုက္ခပေါ်ပေါ်တပည့်တော်ဝေဒနာတစ်လုံးနဲ့ပဲတည်ပြီးတော့အဲ့ဒီချိန်ကစပြီးရှုမှတ်လာတယ်ဖေဟာအဲ့ဒီခါမှာပြီးတော့နေ့စဉ်မှာလဲလမ်းလျှောက်ရင်လဲသွားနေတာလေးဟာကြည့်နေရလေးဟာခံစားတတ်တာဝေဒနာစားလိုက်တဲ့အခါလဲရတာကောင်းစိတ်ကလေးဟာခံစားလိုက်တာ ဝေဒနာထိုင်နေဆိုလို့ရှိရင်လဲထိတာလေးဟာခံစားလိုက်တာဝေဒနာ ဆိုပြီးတော့တပည့်တော်သွာလာနေတိုင်းနေ့စဉ်အာယုံ6ပါးအရိယာပုတ်၄ပါးစလုံးမှာဝေဒနာနဲ့ရှုနေပါတယ်ဆရာအဲ့ဒီလိုရှုရင်းနဲ့တပည့်တော်အဝေဒနာမမြဲတာကိုတပည့်တော်၃ချိန်တိခဲ့ရပါတယ်ဆရာပထမအချိန်မှာတပည့်တော်လမ်းလျှောက်နေတဲ့အချိန်မှာခါတိုင်းလိုပဲတပည့်တော်ထိတာလေးအားခံစားလိုက်တာဝေဒနာဆိုပြီးတော့မှတ်နေတဲ့အချိန်မှာတပည့်တော်ရဲ့ခြေစလုံးကကြွတ်တက်လာပါတယ်ဆရာ အရင်တော့ကတပည့်တော်ကြွက်တက်တယ်ဆိုလို့ရှိရင်တပည့်တော်ရဲ့ခြေတလုံးကိုတပည့်တော်လက်လေးနဲ့နှိပ်ထားပြီးပြေးပြေးချင်းသူ့ဘာသူဝိဒနာနည်းနည်းတော့ကြံခဲ့တယ်ဖျားကျင်ပြီးတော့ကြံခဲ့တယ်ဖျားဆေးတွေပါလိမ့်ရအဲ့ဒီတခါမှာတပည့်တော်ကမှတ်နေနဲ့ဩခံစားရတာလဲဝိဒနာပါလားလို့အဲ့ကြွက်တက်တာလေးကိုမှတ်လိုက်တဲ့အချိန်မှာအဲ့ဒါပျောက်ထွက်သွားတယ်ဖျားချက်ချင်းအဲ့ဒီဝိဒနာပျောက်သွားတယ်အဲ့ဒါပထမတစ်ချိန်မှာဗျာ ဒုတိယတစ်ချိန်ကတပြည့်တော်ရေမွေးရေမွေးကိုဆွတ်လိုက်တဲ့အချိန်မှာဩရေမွေးနံလေးကဒီနံနာလေးလည်းခံစားရတာဝေဒနာဆိုပြီးတော့တပြည့်တော်မှတ်လိုက်တဲ့အချိန်မှာရေမွေးနံလည်းပျောက်ထွက်သွားတယ်ဗျာဒါဒုတိယချိန်မှာဗျာတတိယတစ်ချိန်ကတပြည့်တော်ညအဲ့ချိန်မှာဗျာတပြည့်တော်မနက်ဆိုရင်တစ်ချိန်တရားထိုင်ပါတယ်ညဘက်ကျတော့တပြည့်တော်အဲ့ရင်းနဲ့တရားကိုရှုမှတ်ပြီးအိပ်ပါတယ်ဗျာ အိတ်လိုက်တော့တပြည့်တော့ခွင့်ရနဲ့ထိလိုက်တော့ခန္ဓာကိုယ်လေးနဲ့ထိလိုက်တဲ့အချိန်မှာဩထိတာလေးကလည်းခံစားရတာဝေဒနာပါလားလို့တပြည့်တော့အဲ့ဒီလိုမှတ်နေရင်းနဲ့အဲ့အချိန်မှာတလာပိုင်းဆိုတော့ဖျားပြင်ဦးလွင်ရအရန်အေးတယ်ဖျားအေးတော့တပြည့်တော့ကလည်းဩအေးနေတော့အဲ့ဒါအေးတာကိုလည်းတပြည့်တော့ကမှတ်လိုက်ခံစားလိုက်တာဝေဒနာလို့ဆိုပြီးတပြည့်တော့မှတ်လိုက်တဲ့အချိန်မှာအဲ့ဒီအေးတာလည်းပျောက်ထွက်သွားပြီးတော့ တပည့်တော်ရက်သွားတယ်ဖေ။အသက်ရှူတာပါတပည့်တော်ယုတ်တရက်ရက်သွားသလိုခံစားလိုက်ရတယ်ဖေ။အဲ့ဒီလိုမျိုးတပည့်တော်၃ချိန်အဲ့ဒါနဲ့တပည့်တော်ဩဝေဒနာဆိုတာမမြဲပါလားဆိုတာတပည့်တော်သိခဲ့ရပါတယ်ဖေ။တပည့်တော်အခုဒီတရားစခန်းကိုဝင်ဖို့ပုံမုံတရားရှောက်ဖို့အတွက်တပည့်တော်တရားစခန်းဝင်ဖို့အချိန်မပေးခဲ့တဲ့အတွက်ကြောင့်မတပည့်တော်ចောင်းជុំမတိုက်ဆိုင်လို့ဝင်ခဲ့ရပါဘူးဖေ။ဘူးမှဝင်ခဲ့ရတော့ မနေ့ကဖုံဖုံကကမ္မထမ်းပြန်ရှုပြီးတော့ကမ္မထမ်းပြန်တဲ့ပြီးတဲ့ချိန်မှာတပည့်တော်ကမ္မထမ်းပြန်တဲ့တဲ့ပြီးတော့ကိုပါကိုပြန်ပြီးတော့ရှုကြတော့ဆိုတော့တပည့်တော်ကိုပါတာကိုပြန်ထိုင်ပြီးတော့တရားထိုင်ပါတယ်အဲ9နာရီကနေ10နာရီချိန်မှာဖျက်ထိုင်တဲ့ချိန်မှာတပည့်တော်ရင်တိုင်းမဲ့ပုံမှန်မဲ့ရှုမှတ်နေတယ်ရှုမှတ်နေရှုမှတ်နေနဲ့တပည့်တော် ကြံတွေးစိတ်ကလေးဖြစ်သွားတော့ဩဒါလဲကြံတွေးတာလေးကခံစားရတာဝေဒနာပါလားလို့တပီတော့ရှုမှတ်လိုက်တဲ့အချိန်မှာတပီတော့မျက်ရည်တွင်တွင်တွင်စီးကြလာပါတယ်ဖေ။စီးကြလာတာမရမနာကိုစီးကြလာတာဖေ။တပီတော့စေနာကြီးတရားဖြုတ်တဲ့အချိန်ဒီကိုတရားခွန်င်းမျက်ရည်တွေကစီးကြလာတာဖေ။အဲ့လိုမျိုးခံစားရပါတယ်ဖေ။တပီတော့အခုဆိုလို့ရှိရင်ဖုံမုံရဲ့ လမ်းညွှန်မှုနဲ့တပီတော့တမာဒိဋ္ဌိအမှန်ကန်တဲ့အမြင်နဲ့တပီတော့တမာသင်္ကပ္ပမှန်ကန်စွာနဲ့ကျဉ်ကြံစီတွေးတော်ပြီးတော့တမာဝါယမဝါယမစိုက်ထုတ်ပြီးတော့တမာတတိအတိမြဲအောင်လို့တပီတော့ဝေဒနာကမ္မထံကိုတမာတမာတိဖြစ်ပြီးတော့တမာဝါစာမှန်ကန်သောစကားပြောပြီးတော့တမာကမ္မနာမှန်ကန်သောအလုံးနဲ့တမာအာစီဝတပီတော့မှန်ကန်စွာနဲ့တရားကိုဝေးမြူပြီးတော့တရားကိုနှလုံးသွင်းပြီးရှုမှတ်နေပါလေဖျား ဟုတ်ပြီအတိတွေကဘယ်လိုကွာခြားသွားလဲအရင်တော့ကဝေဒနာအရင်တော့အတိခဲ့တဲ့ဝေဒနာနဲ့အခုတိတဲ့ဝေဒနာဘာတွေကွာခြားမှုရှိလဲဘယ်လိုအတိတွေပြောင်းလဲမှုတွေရလဲရှင်တော်ကတိတဲ့ဝေဒနာတော့ဖေဟာတပည့်တော်ကဒုက္ခဝေဒနာဆိုရင်တပည့်တော်ကပယ်ခြင်းနေတယ်ဖေဟာဒုက္ခဝေဒနာဆိုရင်တပည့်တော်ကစွဲခြင်းနေတယ်ဖေဟာပယ်ခြင်းနဲ့စွဲခြင်းနဲ့ဖေဟာအခုတော့ဝေဒနာဆိုတာတပည့်တော်တလုံးနဲ့တည်ပြီးပယ်လို့လည်းမရဘူးစွဲလို့လည်းမရဘူးဆိုတာတိသွားပါပြီဖေဟာ တိသွားတာဝေဒနာဘလူဝေဒနာတော့တဘာဝဝေဒနာပါဗျာဘာကြောင့်တဘာဝဝေဒနာလို့ပြောနိုင်တာလဲတမန်ကြီးကတဘာဝယုံနဲ့တဘာဝနံရဲ့အကြောင်းကျိုးတိုက်ဆိုင်မှခံစားတတ်တဲ့ဝေဒနာဖြစ်လို့ပါဗျာတဘာဝဝေဒနာလို့တိသွားတော့ဘာလုပ်လို့ရလဲတဘာဝဝေဒနာလို့တိသွားတဲ့အခါမှာ တိယုံမဲတိလို့ရပါတယ်ခင်ဗျာပယ်လို့လည်းမရပါဘူးဆွဲလို့လည်းမရပါဘူးခင်ဗျာအဲ့လိုတိလိုက်တော့စိတ်ကဘယ်လိုခံစားလိုက်ရလဲအဲ့လိုတိလိုက်တဲ့ပြန်တပီတော့စိတ်ကလွတ်သွားပါတယ်ညာညံ့နေပါတယ်ခင်ဗျာဟုတ်ပြီအဲ့လိုအတိပြီးတော့လွတ်မြောက်ပြီးတော့သိရင်အပယ်လေးပုံငယ်ရှိတဲ့ကြောက်အောင်ပါလားမကြောက်တော့ပါဘူးခင်ဗျာဘယ်သူအမခံပြီးမလို့တပီတော်ရဲ့ကမ္မထမ်းနဲ့တပီတော်ရဲ့တရားအမခံပါတယ်ခင်ဗျာ တော့တည်ရင်အပေမကြဘူးဆိုတော့ကိုနော်တည်ကြအောင်ဘယ်လိုမျိုးစမ်းသပ်ခဲ့ဘူးလဲတပည့်တော်တော့အငြင်းနဲ့ပဲစမ်းသပ်ပါတယ်ဖေ။တပည့်တို့ရင်လည်းတပည့်ရှိပါတယ်။အဲဒုက္ခဝေဒနာပေါ်လာလို့ရှိရင်ငါဘယ်လိုလုပ်မလဲဆိုပြီးတပည့်တော်တည်ကြည့်ပါတယ်ဖေ။ဒုက္ခဝေဒနာပေါ်လာရင်ပုံပုံကြီးကမ္မထန်အတိုင်းပဲတပည့်တော်ပယ်လဲမပယ်ဆွဲလဲမဆွဲပဲနဲ့တပည့်တော်မပယ်မဆွဲတဲ့စိတ်နဲ့တည်ပါမယ်ဖေ။ ရပါပြီเนาะဓမ္မကြီးကမ္မထံပြောင်းပေးမယ်เนาะတနည်းလဲကြပြီကမ္မထံလဲတကယ်ရှုမှတ်ထားတာဖြစ်တဲ့အတွက်เนาะဥစဉ်ကမ္မထံပြောင်းပေးမယ်เนาะအားလုံးတာတုကိုအာဒုတာဒုတာဒု